ဖယားသာသနာတော်မှာမဂ္ဂင်၈ပါးအကျင့်တရားကလွဲလို့ဘာမှတခြားကျင့်စရာမရှိဘူး။မဂ္ဂင်၈ပါးအကျင့်တရားဆိုတာလည်းပဲလူတိုင်းလူတိုင်းတဏ္ဍမှာရှိနေတဲ့ကိုယ်တဏ္ဍမှာဘာတွေရှိတုံးဆိုရင် လိုက်ကြည့်။ဘုန်းကြီးတို့တွေမှာကာယဆိုတဲ့ခန္ဓာကိုယ်ကြီးရှိတယ်နော်။ဝေဒနာလို့ဆိုတဲ့ခံစားချက်တွေရှိတယ်။အာယုကိုတိတတ်တဲ့အသိစိတ်ဆိုတာရှိတယ်။ တွေးချံမှုဆိုတဲ့သဘာဝဓမ္မတွေရှိတယ်။အော်ကိုယ်တဏ္ဏမှာရှိတဲ့သဘာဝတရားတွေကိုသူ့သဘာဝအတိုင်းမြင်အောင် ရှုမှတ်ပွားများနေတာ။ကိုယ်ကာယကြီးကိုသဘာဝအတိုင်းရှုမှတ်ဥမာထွက်လေဝင်လေလေးကိုရှုနေလို့ရှိရင်ကာယနုပတနာပဲ။ဝမ်းနေတယ်ဝမ်းသာတယ်ချမ်းသာတယ်ဆင်းရဲတယ်ဆိုတဲ့ခံစားချက်လေးကိုရှုနေလို့ရှိရင်ဝေဒနာနုပတနာ။ ကိုယ်စိတ်ထဲမှာဖြစ်တဲ့အီလောဘနဲ့ရှင်တွဲလာတဲ့စိတ်ဒေါသနဲ့ရှင်တွဲလာတဲ့စိတ်မောဟနဲ့ရှင်တွဲလာတဲ့စိတ်ဒီစိတ်ကလေးတွေကိုရှုမယ်ဆိုလို့ရှင်စိတ်တဏှုပတ္တနာဉာဏ်နဲ့ဉာဏ်တွဲမှုဉာဏ်စီမှုတွေရုပ်ခန္ဓာတွေစသည်ဖြင့်ရှုမယ်ဆိုလို့ရှင်ဓမ္မာနုပတ္တနာအဲ့ဒီမိမိတဏ္ဍာမှာရှိတဲ့သဘာဝတရားတွေကိုအမှန်မြင်အောင်ကြည့်ဖို့အမှန်တမ်းလိုအပ်တယ်တဲ့ အဲ့ဒီအမှန်မြင်အောင်ကြည့်တာကိုပဲတမ္မာဒိဋ္ဌိလို့ခေါ်တာတမ္မာဒိဋ္ဌိဆိုတဲ့အမှန်မြင်မှုအတွက်ဘာလို့ရမလဲတမ္မာသင်္ကပ္ပဆိုတဲ့မှန်မှန်ကန်ကန်စဉ်းစားတတ်ဖို့လိုတယ်မှန်မှန်ကန်ကန်စဉ်းစားတတ်ဖို့ရအတွက်ကြိုးစားဖို့လိုအပ်တယ်တမ္မာဝါယာမထိုကြိုးစားတဲ့အခါမှာစိတ်ဆိုင်ဖို့လည်းလိုအပ်သေးတယ်တမ္မာတတိအာယံတကူထဲမှာစိတ်ကိုငြိမ်အောင်ထားဖို့တမ္မာတမာတိဟောပေါင်းလိုက်တဲ့အခါကျတော့ ဒီမဲခင်၅မျိုးအဓိကကာရပကမဲခင်လို့ခေါ်တယ်တရားဓမ္မအကျဉ်းချုပ်ကြိုးကုပ်အထုတ်တဲ့အခါမှာဒီမဲခင်၅ခုဟာဟန်ချက်ညီညီနဲ့အလုံးလုံးသွားပြီဆိုလို့ရှင်တဘာဝတွေကိုတိသွားမှာဆိုပါစို့ထွက်လေဝင်လေလေးကိုရှုမှတ်နေတယ်ဆိုလို့ရှင်ထွက်လေဝင်လေလေးကိုမတိတိအောင်တဘာဝကလေးကိုမတိတိအောင်ကြိုးစားတာတမ္မာဝါယာမှာ ထိုထွက်လေဝင်လေလေးကိုအမြဲတမ်းတတိကတ်ထားတာကတမ္မာတတိထိုထွက်လေဝင်လေအာယုန်လေးတစ်ခုတည်းပေါ်မှာ စိတ်ကိုတည်ငြိမ်အောင်လှုပ်ထားတာကတမ္မာတမာတိထွက်လေဝင်လေလေးရဲ့သဘာဝကိုစဉ်းစားတွေးတွေးခေါ်နေတာကတမ္မာသင်္ကပ္ပာဟောအဲ့ဒီလိုလေးခုပေါင်းစပ်လိုက်တဲ့အခါဘာပေါ်လာတော့ဆိုရင်တမ္မာဒိဋ္ဌိ ထွက်လေဝင်လေလေးရဲ့သဘာဝတရားကိုအမှန်မြင်လိုက်တဲ့တမ္မာဒိဋ္ဌိဆိုတာပေါ်လာတယ်။အဲဒီလိုအမှန်မြင်လိုက်တယ်ဆိုတာအော်ထွက်လေဝင်လေလေးဟာသူ့သဘာဝပဲထွက်လေဝင်လေပဲငါမဟုတ်ပါလားဆိုတာကိုမြင်လာတယ်။